Hello အားလုံးပဲမင်္ဂလာပါအာဒီတင်ခဲ့တာမှာလေကျွန်တော်အာ SEO query ကျွန်တော်မရေးသေးဘူးကျွန်တော်ပြောပြစရာရှိသေးတယ်အဲ့တော့ကျွန်တော်ဒီမှာ PowerPoint slide လေးတခုကျွန်တော်ပြင်ထားတယ် Okay အဲ့တော့ဘာလဲဆိုတော့ database relationship တွေเนาะ database relationship မှာအဓိကကျွန်တော်တုံးပြမဲ့အတုံးပြလာမှာပေါ့နော်ရှိနေတဲ့ဟာ၃မျိုးရှိတယ်ဒါပေမဲ့မိတ်ဆွေတို့က library ကိုထပ်ပြီးတော့လုပ်မယ်ဆိုလို့ရှင်တော့ detail နည်းနည်းလေးပိုခတ်တယ်နည်းနည်းပဲခတ်တာအများကြီးမခတ်ဘူးနည်းနည်းလေးပိုခတ်တဲ့ deep ဖြစ်တဲ့အာ relationship တွေရှိသေးတယ်အဲ့တော့ပထမဆုံးတစ်ခုကဘာလဲဆိုတော့ one to one relationship ဒီ one to one relationship ကဘယ်လိုလုပ်လို့တာလဲဆိုတော့ဥပမာเนาะအာလူတစ်ယောက်မှာဆိုလို့ရှင် NRC တက်ကပ်ပဲရှိရယ်เนาะကျွန်တော်တို့ရဲ့မှတ်ပုံနဲ့နံပါတ်ကတစ်ခုပဲရှိရယ်โอเคအဲ့လိုမျိုးအခြေအနေမျိုးမှာအဲ့တော့ကျွန်တော်တို့တကယ်ဒီ application ရ project နဲ့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုလို့ရှင် user ဆိုတဲ့ဒီဘက်မှာအာ user detail တစ်ခုပဲရှိနေတယ် ပြောချင်တာเนาะအဲ့တော့ user ဒီတရားနေပြန်ကြည့်ရင် user တယောက်ပဲရှိတယ်ဒီဒီတရားဒီလူတယောက်တွေပဲဖြစ်တယ်လို့ဒီလူတယောက်ကလည်းဒီဒီတခုပဲရှိတယ်ဥပမာကျွန်တော်မှာဆိုလို့ရှိရင်ကျွန်တော်နဲ့သက်ဆိုင်တဲ့ information တခုပဲရှိတယ်နှစ်ခုမရှိဘူးအဲအဲ့လိုပြောချင်တာเนาะအဲ့လိုပဲမောင်မောင်ဆိုလို့ရှိရင်လည်းမောင်မောင်နဲ့သက်ဆိုင်တဲ့လူဥပမာခင်ဗျားဆိုလို့ရှိရင်လည်းခင်ဗျားနဲ့သက်ဆိုင်တဲ့အာ data အချက်လက်တခုပဲရှိမယ်အဲ့လိုပဲအဲ့ဒီ data အချက်လက်ကပြန်ကြည့်ရင်လည်းသူအာသူ့ပိုင်ဆိုင်တဲ့ လူကဘယ်သူလဲမခင်ဗျားဆိုလဲခင်ဗျားကျွန်တော်ဆိုလဲကျွန်တော်ပေါ့โอเคအဲ့ဒီဟာ one to one relationship နောက်တစ်ခုက one to many relationship one to many ကတော့ရှင်တယ် one to many ဆိုတာကျွန်တော်ပြောပြရရင်ဥပမာအာဥပမာခင်ဗျားရဲ့အဖေရှိရပေါ့ခင်ဗျားမှာညီကိုပေါင်းတော်မှရှိတယ်အဲ့တော့အဖေတယောက်မှာတာသမီတွေအများကြီးရှိတယ် ြောချင်တာเนาะအဖေတယောက်မှာတာသမီတွေအများကြီးရှိတယ်အဲ့လိုပဲအမေဘက်ကကြည့်လဲအမေတယောက်မှာတာသမီတွေအများကြီးရှိတယ်အဲ့တော့တာသမီဘက်ကနေပြန်ကြည့်ပြန်ပြီးကြည့်လိုက်တာသမီဘက်ကပြန်ပြီးကြည့်မယ်ဆိုလို့ရှင်သူ့ရဲ့အဖေတယောက်ပဲရှိတယ်အာဒီကြားမှာမိန်းမနှစ်ယောက်သူသုံးယောက်ယူထားတဲ့ဟာမျိုးမပါအောင်เนาะကျွန်တော်တမိဘူးကြလဲစဉ်းစားပါโอเคတာသမီဘက်ကပြန်ကြည့်လို့ရှင်အဖေလည်းတယောက်ပဲရှိတယ်အမေလည်းတယောက်ပဲရှိတယ်เนาะ ပြောတာသဘောပေါက်မှရှင်တယ်တကယ် real world project နဲ့ကျွန်တော်တို့တကယ် application နဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အာဥပမာ category ပေါ့နော် blog blog website တခုရှိအောင်ဆိုပါစို့ category နဲ့ဒီ blog နဲ့အဲ့တော့ category တခုမှဆိုလို့ရှိရင် blog တွေအများကြီးလာပြီးထည့်ထားလို့ရတာကျွန်တော်တို့ website တွေဝင်ကြည့်လို့ရှင်မိတ်ဆွေတို့မြင်မှုလိမ့်မယ်နော်အာအဲ့လိုပဲကျွန်တော်တို့ကအာဒီ blog back ကနေပြန်ပြီးကြည့်လိုက်လို့ရှိရင် category က တခုပဲရှိတယ်အများကြီးမရှိဘူးเนาะဒီ blog နဲ့သက်ဆိုင်တဲ့ category ကတရားပါဆိုပြီးတော့တခုပဲရှိတယ်ဒီဟာ one sorry one to many relationship လို့ခေါ်တယ်နောက်ဆုံးတစ်ခုက many to many relationship many to many relationship ကကြာတော့ကျွန်တော်တကယ် project နဲ့ပဲပြောပြတော့မယ်ခုနတိုင်း tag နဲ့ blog နဲ့ဥဥပမာ programming language နဲ့ blog နဲ့ဆိုပါလို့အာဥပမာကျွန်တော်က article လေးတစ်ပုဒ်ရေးလိုက်တယ်ဒီ article ကဘာ language ရေး ဘာ language တွေအများကြီးသုံးသွားရလဲဆိုတာမျိုးပေါ့နော်။ဘာ language တွေအကြောင်းရေးထားရလဲ။ဥပမာ web design ဆိုတဲ့ဟာအတွက်ကျွန်တော်က article တစ်ခုရေးထားတယ်။ အာ title မျိုးစားကိုကျွန်တော် web design လို့ကျွန်တော်တက်လိုက်မယ်ပြီးတော့အောက်မှာ html ပါ cs ကပါ javascript ကပါအဲကျွန်တော်အဲ့လို article လေးတစ်ပုဒ်ကျွန်တော်ရေးလိုက်တယ်ရေးလိုက်တော့ဒီထဲမှာ tag အနေနဲ့လာပြီးထည့်မယ်ဆိုလို့ရှင်ဒါ html အတွက်လည်းဟုတ်သလို cs အတွက်လည်းဟုတ်တယ် javascript အတွက်လည်းဟုတ်တယ် bootstrap အတွက်လည်းဟုတ်တယ်ဒါဆိုလို့ရှင်သူ့ရဲ့အမျိုးအစား၄မျိုးဖြစ်နေပြီဒီဒီအခြေအနေမျိုး tag လို့ခေါ်ရအောင် okay အဲ့တော့ blog တစ်ခုမှာဆိုလို့ရှင်ဒီလိုမျိုး tag တွေအများကြီးရှိတယ်အဲ့လိုပဲ tag တစ်ခုကနေလာပြီးကြည့်လိုက် HTML မှာဆိုလို့ရှိရင် HTML နဲ့ဆိုင်တဲ့ blog တွေကအများကြီးရှိနေမှာနော် ခုနလို category နဲ့မဟုတ်မတူဘူးเนาะ okay အဲ့ဒီဟာမျိုးကိုကျွန်တော် money to money relationship လို့ခေါ်တယ် okay အဲ့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာတစ်ခုမှာတကယ်ဒီ one to one relationship ရဲ့ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ join လုပ်တဲ့ဟာ inner join ကိုကျွန်တော်လာပြီးတော့ပြောပြမယ် okay အားလုံးပဲကျေးဇူးပါတကယ်လို့အခုချိန်ဒီ main ဆိုလို့နားမလဲသိရင်အစနေတစ်ခေါက်ပြန်ပြီးကြည်ပါ teacher လိုက်ပြီးတော့စဉ်းစားကြည်ပါကျွန်တော်အခုပြောပြသလိုကျွန်တော်စဉ်းစားကြည်သလိုလိုက်ပြီးတော့နည်း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 လေးစဉ်းစားကြည်ပါနော် okay အားလုံးပဲကျေးဇူးပါ